Hello အားလုံးမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့ည Manchester United နဲ့ပတ်သက်တဲ့နောက်ဆုံးရထားတဲ့အပြောင်းအရွှေ့အကြောင်းအရာတွေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ United နဲ့ပတ်သက်တဲ့ကစားမားတွေရဲ့အခြေအနေလေးတွေကိုကျွန်တော်ပြောသွားမယ် Marcus Rashford တို့ Amad တို့ဒါပြီးနီးပြပြည်သူ Ruben Amorim ကဒီတစ်ပတ်ကစားမဲ့တင်းငွေနေပွဲစဉ်မှာ လူငယ်ကစားမတွေကိုထပ်ပြီးတော့နေရာပေးဖို့ရှိသေးတယ်ပေါ့။ဒါလေးနဲ့ပတ်သက်ပြီးတော့သတင်းတွေကျွန်တော်ရထားတယ်။ဒါလေးတွေနဲ့ပတ်သက်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါဆိုတော့သတင်းကောင်းကပထမဆုံးစမယ်ဆိုလို့ရှိရင်တော့ Manchester Evening News ရဲ့ပေါ့နော် report ရဆိုလို့ရှိရင် United ရဲ့ကစားမတွေဖြစ်တဲ့ Dilit နဲ့ Ahmed Diallo တို့ကိုပေါ့နော်အသင်းရဲ့ဘက်ကတော့ဒီတပတ်အတော်အတွင်းမှာကြံ့ခိုင်မှုပြန်လည်ပြေဝလာမယ်လို့မျှော်လင့်ထားကြတယ်ပေါ့ဒါအပြင်တနင်္ဂနွေနေ့မှာကစားမဲ့ Brandon ရဲ့ပွဲမှာဆိုလို့ရှိရင်ဒီကစားမနှစ်ယောက်ကို ပွဲကစားဖို့မိနစ်တချို့ပေးသွားနိုင်နေဆိုပြီးတော့လေကျွန်တော်ပြောသွားတယ်ဆိုတော့အာမက်ဒီယာလိုဒီတစ်ပတ်ပြန်ပြီးတော့ကစားတာမြင်ရတော့မယ်ဆိုတဲ့သဘောပါဒီလစ်ဒီတစ်ပတ်ပြန်ပြီးတော့ကစားတာမြင်ရတော့မယ်ဆိုတဲ့သဘောပါဒါပေမဲ့လို့တစ်ပတ်တခြားဘက်ကပြန်တွေးကြည့်ရရင်ပထမအကြော့ကဒီကစားမနှစ်ယောက်ကပါဝင်မရှိသေးဘူးဆိုတဲ့သဘောပဲယူရိုပါလိစီမီပိုင်းနဲ့ကစားမယ့်ပထမအကြော့ဒီစပိန်ကိုသွားကစားမယ့်ပွဲမှာအာမက်ကိုဒီလစ်ကိုအသင်းရဲ့လူစင်းတွေကိုပါမလာသေးပေနဲ့ကျွန်တော်တို့ မနေ့ဝန်တနေ့ကကစားခဲ့တယ်ပေါ့နော်မနေ့ကကစားခဲ့တဲ့ဒီဗာလဲဘုံမောင်းတဲ့ပွဲစဉ်ကလူစင်းအတိုင်းပဲထက်ပြီးတော့နော်ကျွန်တော်တို့ဒီပွဲထွက်လာဖို့ရှိတယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေကတော့ဗျာဒီလီတိုအာမတ်တိုကိုတက်နှံနေမှာမျှော်လင့်ကြတာပေါ့လေအရေးကြီးတဲ့ပွဲစဉ်ကြီးလာပြီဆိုတော့ဆိုတော့အခုလက်ရှိကကျတော့အဲ့လိုမဟုတ်တော့ဘူးကြည့်ရတာကတော့ဒုတိယပိုင်းအိမ်ခွင်းမှာကစားတဲ့ယူရိုပါလိဒုတိယကြော့မှာပဲ ီကစားမတွေကိုကစားဝင်ဝင်ကစားတာမိနစ်အနည်းငယ်မြင်ရတော့မလို့ထင်တယ်။ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ဒီယူရိုပါလိပထမကျောပြီးပြီဆိုတာနဲ့နှစ်ရက်နေမှာကစားမဲ့ပွဲပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီဗာလဲဘရန်ဘူးနဲ့ကစားရမှာကိုဝီကန်မှာတနင်္ဂနွေမှာအရန်ကတ်သွားပြီဗျာဒါပေမဲ့လို့အဲ့ဒီမှာဆိုလို့ရှိရင်အာမဲဒီလီကိုပြင်မြင်ရနိုင်နေဆိုတော့ဒုတိယကြော့ကြမှာပဲအိမ်ဝင်းမှာကစားတဲ့ပွဲမှာပဲမိနစ်ငင်းနေဝင်ကစားတာမြင်ရတာဗျာဒါကြတဲ့အာမဲဒီကိုကျွန်တော်လိုတယ် အာမတ်တူကိုလူတာဒါမှမဟုတ်မပါနိုင်ဘူးပေါ့နော်ဟိုကံမကောင်းဘူးပေါ့ဗျာနော်စောစောကြီးအရေးကြီးတဲ့ပွဲစဉ်မှာဒီကောင်လေးတွေကျွန်တော်တို့ကမပါနိုင်ဘူးဆိုတဲ့အခါကျတော့ဆက်ထပ်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုလို့ကျွန်တော်ဒါ David Rostin ရဲ့ report အရပေါ့နော် Manchester United ကနေပြီးတော့ Aston Villa ကိုအငှားသွားကစားနေတဲ့ Marcus Rashford က hamstring ဒဏ်ရာပြဿနာကြောင့်ယာဒီကုံအထိအနားယူရတော့မှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ် Marcus Rashford တွေ့တော့ကံမကောင်းဘူးလို့ပြောရမှာပေါ့ဗျာ Aston Villa နဲ့ ဒါအချိန်ကြီးကောင်းတစ်ခုကိုပိုင်ဆိုင်မှုအတွက်နီးစက်နေပြီလို့ကျွန်တော်တို့ယူဆထားကြတဲ့အချိန်မှာကစားမကအင်ဂျူရီပြဿနာကြုံသွားတယ်။ယာစီကုံဖို့လည်းအရင်ကြီးမလိုအပ်တော့ဘူးဆိုတော့တက်နေသည်များ rush ဖို့လည်းပဲအခွင့်အရေးရတဲ့လောက်သူကစားကြင်ပါပဲ။ဒါပေမဲ့သူအင်ဂျူရီပြဿနာကြုံသွားပြီဆိုတော့ market stretch ဖို့ကိုကျွန်တော်အသင်းမှာပြန်ပြီးတော့ရောက်လာအောင်မှမြင်အောင်နေတယ်။နောက်ခုရှိတာကတော့ဒီဒန်ယာကပေါ့နော်။ ဘလောက်နားရမလဲဆိုတာပဲ hamstring ဆိုတာကလွယ်လွယ်ကူကူပြင်မကောင်းဘူးနော်သိလားတခုရှိတာက hamstring ကကျွန်တော်တို့အာဆင်နယ်မှာဆိုလို့ရှိရင် hamstring injury ရတဲ့ကစားသမားတွေကိုကျွန်တော်တို့ကြည့်ကြည့်အနည်းဆုံး3လနဲ့ဒီလောက်ကြာတယ်နော်အသင်းမှာလည်း hamstring injury ရတယ်ဆိုတဲ့ကစားသမားတွေကိုကျွန်တော်တို့ကြည့်လာနဲ့ကြည့်သွားတာအကယ်လို့ rushford ကယာဒီကုံထိနားတော့မှာတော့မှန်တယ်ဒါပေမဲ့လို့ဘယ်နှလားလဲကြည့်ရမလားအနည်းဆုံးတော့ယာဒီကုံလောက်ထိပဲဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးအကယ်လို့ຫນွေယာဒီအပြောင်းရွှေ့မှာ နော်ကစားမပြီးသူပြန်ကောင်းလာတယ်ဟိပါဟိဆိုလို့ရှိရင်တခြားအသင်းတွေကိုရောင်းချခြင်းနေဆိုလို့ရှိရင်အသင်းဘက်ကရောင်းချဖို့အတွက်ကျွန်တော်တွေးလို့ရမယ်အဲ့လိုမဟုတ်ဘူးပေါ့နော်ကျွန်တော်အသင်းမှာဆက်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်လည်းဒါတမျိုးအဲ့လိုမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကလည်းရောင်းကျင်နေဝေကျင်တဲ့အသင်းတွေကလည်းရှိပြီမြဲလို့ကစားမကအင်ဂျူရီပြဿနာကြီးကြောင့် နော်ကျွန်တော်တို့ရောင်းမထွက်ခဲ့ဘူးပြန်တော့ဝယ်မယ်တင်းရဲ့ဘက်ကလည်း injury နဲ့ဆိုတော့ဘာလို့အောင်ဝယ်မှာတော့တပတ်ကို3သိန်းခွဲတော့ပေးနေတယ်ကစားမအောင်ဒါမျိုးတွေဖြစ်သွားမယ်ဆိုလို့ရှင်အစ်တင်မှာပဲရောင်းပေးရောင်းပေးနဲ့ကက်ကြံနေခဲ့အိုးမဲအချင်းဒီမျိုးတွေကြုံမလာနိုင်ဘူးလို့ပြောလို့မရဘူးဒါကြောင့် market structure ရဲ့ injury ပြဿနာကတော်တော်တိုင်ပတ်ပါတယ် နောက်ဆိုတော့ကျွန်တော်တို့မျှော်လင့်ရမှာကယာဒီကုံနာနဲ့ချက်ချင်းပြင်ပြီးတော့အဆင်သင့်ဖြစ်ဖို့အသင်းကိုပြန်ရောက်လာတယ်ဆိုလို့ရှိရင်လည်းကစားမကတခြားအသင်းကသူ့ကိုခုံမဲ့အကျိုးမဲ့မယ်ဆိုလို့ရှိရင်လည်းသူချက်ချင်းပြန်ပြီးတော့နော်ပြောင်းကျင်တယ်ဆိုလည်းပြောင်းနိုင်ဖို့ဒါပဲမျှော်လင့်ရမှာကျွန်တော်တို့မှာကကစားမအများစုကိုကျွန်တော်ပြီးခဲ့တဲ့နှစ်တွေကိုကျွန်တော်ကြည့်ကြည့်ဘာဖြစ်လဲဆိုတော့ဒီကစားမတွေကိုရောင်းကြတော့မလဲဟေးဆိုလို့ရှိရင်နွေရာသီပြောင်းရွှေ့တွေဇန်နဝါရီပြောင်းရွှေ့တွေမှာရောင်းတော့မလဲဟေးဆိုလို့ရှိရင်ဒဏ်ရာတွေကရကြပြီနော်ရတဲ့ဒဏ်ရာတွေကလည်းအပြောင်းရွှေ့ကာလလွတ်လောက်အောင်မရတာ ခုရှိတုန်းကလည်းအဲ့လိုပဲဇန်နဝါရီမှာရောင်းမယ်တဲ့ဟိဆိုစံတော့ဒီကောင်တွေကဇန်နဝါရီမတိုင်ဘူးတန်ရသွားပြီနော်ပြီးလည်းပြီးရောဇန်နဝါရီပြီးပြီးတဲ့ဟိဆိုပြန်ကောင်းလာကြပြီနွေရာသီပြောင်းရွှေ့တဲ့ဟိဆိုလို့ရှိရင်ယာတီကုန်ကဏ္ဍတန်ရသွားပြီဟောနော်နွေရာသီပြောင်းရွှေ့တော့ဒီမှာဆိုလို့ရှိရင်ရနေတော့မယ်နွေရာသီပြောင်းရွှေ့ကုန်သွားပြီနောက်ရာသီစပြီဟိဆိုမှဟောပြန်ကောင်းလာကြပြန်ရောအတိုင်းမျိုးတွေပေါ့နော်ဆိုတော့ rushwood အနေနဲ့လည်းပေါ့နော်ခက်မြမြ injury ပြဿနာကနေပြန်ကောင်းဖို့ကျွန်တော်မျှော်လင့်มาရမယ်မဟုတ်လို့ရှိရင်တော့အပြောင်းရွှေ့မှာ အကယ်လို့ပေါ့နော်ကျွန်တော်တို့တခြားသင်းရဲ့ဘက်ကဝယ်ခြင်းနဲ့ဆိုရင်တော့မှ injury ပြဿနာကြီးနဲ့ဆိုလို့ရှိရင်အရာရာကျွန်တော်တို့ပြဿနာတက်သွားနိုင်တယ်။ဒါကြောင့် market stretch ကတော့ကံမကောင်းစွာနဲ့ရာသီကုန်ငယ်ကြီးမှာဒဏ်ရာပြဿနာကြုံသွားပြီး hamstring injury လို့ကျွန်တော်တို့သိရတယ်။လနဲ့ချီပြီးတော့နားနိုင်တဲ့ဒဏ်ရာမျိုးပါ။ဆိုတော့လက်ရှိမှာ rest food ကတော့ဒါရာသီကုန်ထိနားရတော့မယ်ပေါ့လေ။ ဆိုတော့ဒါကတော့ market stretch နဲ့ပတ်သက်လို့ပေါ့လေနောက်တစ်ခုကျွန်တော်တို့သတင်းတွေကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒါ Fabrizio Romano ကပြောထားတဲ့အပြောင်းအရွှေ့သတင်းပေါ့နော် Matthias Cunha နဲ့ပတ်သက်လို့အပြောထားလေးဆိုတော့ Manchester United အသင်းရဲ့ဘက်ကတော့တိုက်စစ်ကစားမှာဖြစ်တဲ့ Matthias Cunha ရဲ့အပြောင်းအရွှေ့မှာသဘောတူညီမှုရဖို့နဲ့အပြောင်းအရွှေ့အပြည့်သက်နိုင်ဖို့အတွက်လက်ရှိဆက်ပြီးတော့လှုံ့ဆော်နေတယ်ပေါ့ United က sorry ကစားသမားက Manchester United ရဲ့လက်ရှိသူ့ကိုတင်ပြထားတဲ့ project တွေကို ါဝင်မှုအတွက်သူလုံးဝစိတ်အားထက်သန်နေပြီးတော့အခုဆိုလို့ရှိရင်စာချုပ်ပါနောက်ဆုံးအသေးစိတ်အချက်လက်တွေကိုပါဆွေးနွေးနေကြပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဖာရီဇီယိုရိုမနူကကျွန်တော်ပြောထားတာတင်းကောင်းမှာကျွန်တော်ပြောသလိုပဲဟိုဘက်ပြီးခဲ့ပြီးခဲ့တဲ့နေ့တွေတုန်းကပို့ကိုဝေးဆိုင်ရသဘောတူညီမှုတွေရခဲ့ပြီဆိုတာမျိုးတွေက ါအမှန်မှန်ကန်မှုတွေကျွန်တော်တို့ယူဆတယ်လို့ပဲလက်ရှိချိန်ကြီးကျွန်တော်စောင့်ကြည့်အောင်ပါအခုတော့မှကျွန်တော်တို့ကြည့်ပါလားသူနဲ့နော်စာချုပ်ပါအချက်လက်တွေဆွေးနွေးနေကြတော့မယ်နောက်ဆုံးကဏ္ဍဆွေးနွေးနေကြတော့မယ်ဆိုတော့ရှေ့မှာပုံကိုရေးဆိုင်ရာသဘောတူညီမှုရခဲ့ပြီဆိုတဲ့တင်းကဒါအမှန်မှန်ဦးပဲတင်းမှားပါဗျာ။ဘာပဲပြောပြောတစ်ချိန်ချိန်တော့နော် injury ဒီ sorry ပါလေဒီသဘောတူညီမှုကရမှာပါ။ Matthias Kunya ကိုခေါ်ဖို့လုံးစနေရကျွန်တော်တို့တင်းတင်းပဲရှိတယ်။ ်အတင်းဘက်ကလည်းကိုညာနဲ့ပတ်သက်ပြီးတော့အမှန်ကန်ကိုကျွန်တော်ရအောင်ခေါ်နေတယ်အဲပြီးလို့ရှိရင်ကစားမားတဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရဖို့ကအဲ့လောက်ကြီးကြီးခဲရင်လိမ့်မယ်လို့မထင်ဘူးတကယ်တမ်းကျွန်တော်ဆွေးနွေးရမှာကဝူဘန်ဟန်နဲ့ကူရီချားထဲမှာပြောင်းရွှေ့ကြီးပဲနောက်ပြီးရတဲ့လက်တော်ကသတင်းတွေရဆလို့ရှိရင်လည်း United ကသာခေါ်မယ်ဆိုလို့ရှိရင်ဝူဘန်ဟန်ကအဲ့ဒီယောဂျီပီယောဂျီကိုလည်းမင်းတို့ချက်ချင်းမပေးနိုင်လည်းပြဿနာမရှိဘူးဘယ်ဘာလဲအရေးကြတဲ့ပေးလို့ရတယ်ဆိုတဲ့သဘောမျိုးဆိုတော့တေချာတဲ့ Matthias Kunya ကိုကျွန်တော်တို့ ရဖို့အတွက်ကတော်တော်ကိုအချိန်ကြီးကောင်းတယ်လို့ပြောရမယ်။နော်ရဖို့အတွက်ကအချိန်ကြီးကောင်းတယ်။ကိုလက်ရှိသူနဲ့ပတ်သက်လို့လှုပ်ဆောင်နေတာကလည်းထိထိရောက်ရောက်ဆိုလို့ကိုယ်တွေပဲရှိရ။ဆိုတော့ဒီကစားမကိုခေါ်ဖို့နောက်ထပ်တိုက်စစ်မှုတရားကိုခေါ်ဖို့ဆိုရင်လက်ရှိရှိနေတဲ့ကစားမတွေကိုအရင်မယောင်းချမယောင်းချသေးလေရတယ်ဆိုတဲ့သဘောပဲ။အဲ့ဒီမှာဒီကစားမနဲ့နောက်ထပ်တိုက်စစ်မှုတရားထပ်ခေါ်ဖို့အတွက်ငွေရှိတယ်ဆိုတဲ့သဘောပဲ။အဲ့ဒီမူကတော့ကျွန်တော်တို့က LMD လက်ကတအားတရင်ထွက်နေတာဆိုတော့တော့တန်လဲဆင်းသွားပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့က D laptop ဘာလို့ တကယ်ရအောင်ခွန်နိုင်မလားတော့ကြည့်ရမှာပေါ့လေနော် စာချုပ်ပါယိုကြည့်ဒီပါတွေကတန်းသုံးစီလောက်ဒီတံမိုးကျသွားပြီကိုအတင်းဘက်ကလည်းအမှန်ကန်ခေါနေတယ်ဆိုတော့ကစားမားရဲ့ဘက်ကတော့ဘလူလောင်းမလဲတော့မသိဘူးပေါ့လေအခုကကူညာကတော့သူကယူနိုက်တက်ကိုအမှန်ကန်ပြောင်းကျင်နေတာဆိုတော့မတီးယက်ကူညာကိုကျွန်တော်တို့ဒါသဘောတူညီမှုရဖို့အတွက်အတင်းရဲ့ဘက်ကဆက်ပြီးတော့ပေါ့နော်ဒါလှုပ်ဆောင်နေတယ်ဆိုပြီးတော့ဖာရီဇီယိုရိုမန်နူကပြောထားတယ်တရင်ကောင်းမှာကျွန်တော်ကတော့မကြခင်မှာမတီးယက်ကူညာနဲ့ပတ်သက်တဲ့ပြောင်းရွှေ့တဲ့တရင်ကြီးခက်ဆဲဆဲတက်လာပြီးတော့သဘောတူညီမှုရတာတွေကစားမားနေပါ မကြခင်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်ဆိုတော့ညီကလေးအနေနဲ့ရောကုညာကိုခေါ်ဖို့ကြိုးပမ်းနေတာကအတင်းတွက်မှန်ကန်တင့်တော်တဲ့အပြောင်းအသည်အပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်ရလား။ဒါပြင်တန်း60တန်း60လောက်ထိကျွန်တော်တို့ကုန်ကြသွားနိုင်ကြီးရှိတယ်ဆိုတော့ကစားမစီကနေပြီးတော့မျော်လင့်တဲ့ခြေစွမ်းကိုရကြလိမ့်မယ်လို့ညီကလေးထင်ကြလားဆွနေကြပါဦးဒါပြင်နောက်ထပ်ကျွန်တော်တို့ဒီ Manchester Evening News နဲ့ပတ်သက်တဲ့အကြောင်းအရာကို Manchester Evening News ကပြောထားတဲ့ United တဲ့တင်ကိုကျွန်တော်ဆက်ပြောရရင် ယူနိုက်တက်ရဲ့ဘက်ကတော့ဗနောအသက်16နှစ်အရွယ်လူငယ်ကစားသမားလေးဖြစ်တဲ့ကာမာဆန်ကိုဒဏ်ရာပြဒနာကြုံနေရတဲ့ဒါလောနေရာရနေတဲ့အချိန်မှာ right wing back နေရာမှာကစားပြီးကစားရဖို့အတွက်အခွင့်အရေးပေးသွားနိုင်ချေရှိတယ်ပေါ့လူငယ်ကွင်းနဲ့ကစားမလေးဖြစ်တဲ့တူဘီကောလီယာကလည်းဒီဘက်အတော်တွင်အသင်းနဲ့အတူပြန်ပြီးတော့ပါဝင်လာနိုင်တော့မှဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အမိုရင်ကတော့တနင်္ဂနွေညမှာကစားမဲ့ဘရန်ဖူးနဲ့ပွဲမှာကစားမအပြောင်းလဲအများကြီးလုပ်ဖို့ရည်မှန်းထားတယ်ဆိုပြီးတော့လည်းကျွန်တော်သိရတယ် တနင်္ဂနွေနေ့မှာကစားမဲ့ brand phone နဲ့ပွဲမှာဒီလူငယ်ကစားမနှစ်ယောက်ပေါ့နော်ဟိုလူငယ်ကစားမအနည်းဆုံးနှစ်ဦးလောက်ကိုတော့ကစားခွင့်မိနစ်တချို့ပေးနိုင်လိမ့်မယ်ဆိုပြီးတော့ United ဘက်ကကျွန်တော်ဒါယုံကြည်မျှော်မှန်းထားတယ်ပေါ့လေဆိုတော့ကျွန်တော်တို့ခဏလေးကျွန်တော်တို့ကဒါ Europa League ကကစားတော့မှာမလားတနင်္ဂနွေနေ့ပွဲကြီးပဲကျွန်တော်ပြောနေလို့လीနော်ခဏလေးနော် ယူရိုပါလိကကစားရတော့မှာပါဟုတ်တယ်နော်ကျွန်တော်တို့ဟိုနှစ်ရက်နေဆိုတရက်နေညပေါ့နော်တရက်နေညလို့ပြောရမှာပေါ့တရက်နေညမှာဆိုရင်လည်းကျွန်တော်ယူရိုပါလိကစားမယ်အဲ့ဒါပြီးရင်တနင်္ဂနွေနေ့မှာအဲဘရန်ဖိုးနဲ့ကစားရမယ်ဆိုတာโอเคပေါ့နော်အဲအဲ့ပေါ့အိုက်အိုက်ပွဲမှာဆိုလို့ရှိရင်တော့လေလူငယ်တွေမြင်ရမှာပေါ့အဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ယူရိုပါလိအဲပထမကြော်ပြီးတာနဲ့အဲ့ဒီပွဲကျွန်တော်ကင်းမယ်အဲ့ဒီကြားထဲမှာနားကျင်သိမ့်မရဘူးအဲ့ဒါပြီးပြီဆိုတော့ねကျွန်တော်ကဒုတိယကြော်ကင်းမယ်ဆိုတော့ဒါအတင်းအတွက်တော့အချင်းကြီးကောင်းနေပေါ့ဗျာဆိုကြားထဲမှာလုံလောက်တဲ့နားကျင်ရှိတယ်ပေါ့နော်9ရက်လောက်နားကျင်ရှိတယ် နော်၄ရက်၅ရက်လောက်နားချင်းရှိတယ်ဟိုဘယ်လိုပြောမလဲဘရန်ဖိုးနဲ့ပွဲနဲ့ယူနိုက်တက်အက်သလတီကိုအာဘီဘာဝတို့ပေါ့နော်ကျွန်တော်ဒါဒုတိယကြော်ကြားထဲမှာဆိုတော့မဆိုးဘူးပေါ့ဒါကြောင့်အဲ့ဒီပွဲမှာဒုတိယကြော်မှာလူငယ်ဒုတိယကြော်မတိုင်ခင်အဲ့ဒီဘရန်ဖိုးနဲ့ပွဲမှာလူငယ်တွေအများကြီးကိုပွဲထုတ်လာဖို့ရှိတယ်ဆိုတော့ကတော့တင်းကောင်းမယ်ခုနကပြောတဲ့ကာမာဆန်တို့ဘာတို့ကတော့စောင့်ကြည့်ရမှာပေါ့လေတကယ်နေရာရလာပြီဆိုတဲ့အခါဘလောက်ထိကျွန်တော်တို့အနေနဲ့ပေါ့နော် လုတ်ပြနိုင်မလဲပေါ့ကျွန်တော်တို့ဟိုစီနီယာပလေးယာတွေလောက်တော့အဆင်ပြေအောင်ကစားနိုင်ဖို့ရှိချင်မှလည်းရှိမှာပဲ ပူကောင်းအောင်ကစားနိုင်ရင်လည်းကစားနိုင်မှာပါပဲနော်ဆိုတော့ဒါကြောင့်တိုဘီကောလီယာနဲ့ကာမာဆန်တို့ကိုကျွန်တော်ဘရန်ဖိုးနဲ့ပွဲမှာမြင်တွေ့ရနိုင်ချေရှိတယ်ပေါ့နော်ဆိုတော့ညူရိုအနေနဲ့ရောလက်ရှိလူငယ်ကစားမားတွေကလာမယ့်ရာသီအတွက်မျှော်လင့်ချက်ပေးလူပေးပေးမြန်ရယ်ပဲကစားမားတွေဖြစ်ကြလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်ဆိုတော့ဒါတွေကတော့ဒါဒီနေ့ညရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပေါ့လေဆိုတော့ညီကလေးနေနဲ့ရောဘယ်လိုမြင်ကြပါလဲဒါ Matthias Cunha ကိုအမှန်ကန်ခေါ်ယူနိုင်လိမ့်မယ်လို့ထင်ကြပါလားဒီတန်ရာပြဿနာကြုံသွားတဲ့ Market Switch ဘူးကို လက်လွတ်နိုင်ပါလိမ့်မယ်လို့ညီကတို့မြင်ကြလားเนาะဆိုတော့ဆွေးနွေးကြပါအောင်ကြီးစုပါပြီးတဲ့ညီကများလုံးကိုကျေးဇူးများတင်ပါတယ်